သင်တယောက်တည်းမဟုတ်ပါဘူး။ကျမတို့လိုအရေးပြားဆရာဝန်တွေနဲ့အတူကျန်းမာရေးဝန်ထမ်းတွေကကျန်းမာလှပတော့အရေးပြားတစုံကိုအတူတူဖန်တီးပေးဖို့အစဉ်သင့်ရှိနေပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါဒေါက်တာဆုံးပါ။အရေးပြားအလှပနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရမှာဖြစ်ပါတယ်။ဒီနေ့အောက်တိုဘာ29ရက်နေ့ကကမ္ဘာ psoriasis တွေနေဖြစ်ပါတယ် psoriasis ဆိုတာကတော့မြန်မာလိုဆိုရင်ကျုပ်ပွေးနာသို့မဟုတ်ထက်တရနာလို့ခေါ်တဲ့နာတာရှင်အရေးပြားရောင်ရမ်းမှုရောဂါတစ်ခုဖြစ်ပါတယ်ဒီတော့ကျမကဒီနေ့မှာဒီ wall psoriasis တွေပေါ့နော်ကပအဲကျုပ်ပွေးနာများနေရဲ့အထိတ်မှအနေနဲ့2025ရဲ့ အဲ theme လေးကိုလည်းအရင်ဆုံးပြပြကြပါမယ်။အဲ2025ရဲ့ psoriasis theme လေးကတော့ psoriasis disease and comorbidity understanding the domino effect လို့နာမည်ပေးထားကြပါတယ်။အဓိပ္ပာယ်ကတော့ psoriasis ဆိုတဲ့ကျွပွေးနာတွေဟာအရေးပြားပုံမှာဖြစ်နေတာတခုတည်းမဟုတ်ပါဘူး။ဒီ psoriasis ခံစားရတဲ့ patient တွေဟာယောဂပြင်းထန်လာတာနဲ့အမျှခန္ဓာကိုယ်ထဲမှာရှိတဲ့နှလုံးတွေ ကြွက်သားတွေအယိုးတွေရောင်ရမ်းမှုကိုပါခံစားရနိုင်ပါတယ်။ဒါကြောင့် psoriasis ဖြစ်နေတဲ့ဆိုရင် သူ့ရဲ့ comorbidities လို့ခေါ်တဲ့နောက်ဆက်တွဲလာနိုင်တဲ့ယောဂတွေအကြောင်းကိုလည်းထိထိမိမိသိရှိနားလည်ပြီးတော့ပေါင်းပြီးတော့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုလည်းဖလင်းလင်းမြန်မြန်ကုသဖို့အတိအဦးဖို့လိုပါတယ်လို့ဒီ2025သင်္ကြန်လေးရရှိရွေးထားပါတယ်ရှင်။ ဒီတော့ကျမကလည်းအရေးပြားဆရာဝန်တယောက်အနေနဲ့ဒီ War Crisis Daily မှာအာဒီဂျုပ်ပွေးနာတွေထက်တရားနာတွေနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို မျှဝေပေးကြပါတယ်။ကျမတို့ကဘာလူဦးရေ125တန်းသောလူတွေဟာ psoriasis ရောဂါကိုခံစားနေရပါတယ်။ဒီ psoriasis လို့ခေါ်တဲ့ကျွပွေးနာတွေကဘာကြောင့်ဖြစ်ပေါ်လာတာလဲဆိုရင်ကျမတို့ရဲ့ အဲလူထဏာကိုမှာတုံးရချတဲ့ချင်းအရေးပြပြောင်းလဲမှုဖြစ်စဉ်ဟာပုံမှန်ဖြစ်စဉ်အနေနဲ့ဖြစ်လို့ရှိပါတယ်။ဒါပေမဲ့ psoriasis လို့ခေါ်တဲ့နာတာရှည်ရောင်ရမ်းမှုအရေးပြယောဂါကိုခံစားရတဲ့သူတွေမှာတော့တစ်နှစ်တာ24နာရီအတွင်းမှာအရေးပြပြောင်းလဲမှုလို့ခေါ်တဲ့ cell turnover ဖြစ်စဉ်ဟာအချိန်ပေါင်းများစွာဖြစ်နေတာကိုခံစားနေရတာပဲဖြစ်ပါတယ်။ဒါကြောင့်နီမြန်းမှု၊နာကျင်မှု၊ရောင်ရမ်းမှု၊ရှားရမ်းမှုတွေကိုခံစားရပါတယ်။ဒီတော့ psoriasis ခံစားရတဲ့လူနာတွေဟာရုပ်ပိုင်းဆိုင်ရာအရာ အဲဒီရိုင်းရံမှုတွေအသားရည်အဖက်ကွာမှုတွေခံစားရတာမဟုတ်ပါဘူးစိတ်ပိုင်းဆိုင်ရာကျမတို့ရဲ့လူမှုရေးပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာမှာပါခက်ခဲမှုတွေကိုရင်ဆိုင်ရလေရှိပါတယ် psoriasis ခံစားရတဲ့လူဦးရေရဲ့85ရာခိုင်နှုန်းကမိမိကိုယ်ကိုအဲဆွဲဆောင်မှုမရှိဘူးအဲပြီးရင်တင်ငယ်တယ်ဒီအနာတွေကိုလူမြင်သွားမှာစိုးရင်ကြောက်ရွံ့အောင်ငယ်မှုတွေကိုအမြဲတမ်းခံစားရလေရှိပါတယ်ဒီထဲမှာမှ90ရာခိုင်နှုန်းကျော်သောလူတွေက